အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါဒီလာမဲ့လေးလပိုင်းအတွက်တတော်ကနမိတ်ကြောင့်ကြည့်ပေးမှာဖြစ်ပါတယ်ဒီနေ့မှာတော့အင်္ဂါသမီးအတွက်ပါစီးပွားရေးလူမှုရေးကျန်းမာရေးအိမ်ဆောင်ရေးငွေကြေးအလောက်ကန်ကအစားစုံလျောင်လေးကြည့်ပေးမယ်မိသားစုရေးတွေကအစုံပညာရေးတွေတာမီကန်တွေစုံလျောင်စုံလျောင်ကြည့်ပေးမှာဖြစ်ပါတယ်ပြီးရင်ကြောင့်ရေတရားလေးလည်းပေးမယ်ဒီရေတရားလောက်ထားမယ်ဆိုရင်အင်္ဂါသမီးအတွက်ဒီလာမဲ့လေးလပိုင်းမှာကံကောင်းခြင်းတွေကိုစီကိုရောက်လာမှာဖြစ်ပါတယ်ကြုံတွေ့နေတဲ့အခက်အခဲအကျက်တွေမများအားလုံးတို့လည်း ဖြေဖြောက်သွားမှာဖြစ်ပါတယ်။ကြောင့်နေနဲ့အကြံပြုရရင်တော့ဒီရက်တရားကိုဖြေအောင်လုပ်ပေးပါခင်ဗျာ။ဗီဒီယိုရဲ့နောက်ဆုံးမှာတင်ထားပေးမှာဖြစ်ပါတယ်။အင်္ဂါတားမြင်အတွက်ဒီလာမဲ့လေးလပိုင်းမှာကံကောင်းနေလားကံဆိုးနေလားနှစ်ခွန်းနဲ့မေးရင်80လောက်ကကံကောင်းမှုလေးတွေတချို့ရှိတယ်။30လောက်ကတတိထားရမှာဖြစ်ပါတယ်။ဘာတွေကကောင်းနေတာလဲဘာတွေကဆိုးနေတာလဲအသေးစိတ်လေးကျွန်တော်ဖတ်ကြားပေးမှာဖြစ်ပါတယ်။မွေးကြေးအောက်စာပစ္စည်းနဲ့ပတ်တန်ရင်အရန်ကံကောင်းပါလေခင်ဗျာ။ ိုရစားစေတဲ့ငွေတွေမျောမှန်းထားတဲ့ငွေတွေလုံးဝမရတော့ဘူးထင်တဲ့ငွေတွေကပြန်လည်ရရှိတတ်ပါတယ်။ဒီလိုလမျိုးမှာကြောက်ခဲရေပေါ်တဲ့ကာလတစ်ခုဖြစ်ပါတယ်။ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်မဲ့ဆိုရင်လုံးဝမရတော့ဘူးထင်တဲ့ငွေတွေကပြန်လည်ရရှိတတ်ပါတယ်။မမျောလင့်ထားပဲငွေတွေကလည်းဝင်လာတတ်ပါတယ်။ဥမာအငွေတွေရုတ်တရက်ရရှိတာမျိုးကြုံတွေ့ရတတ်ပါ။နောက်တစ်ချက်သတိထားရမယ့်ချက်လာပါပြီ။မိတ်ဆွေကံနဲ့ပတ်သက်မဲ့ဆိုရင်အထူးပြုဆိုင်ပါခင်ဗျာမိတ်ဆွေကံက လုံးဝအကျိုးမပေးပါဘူး။သူများတွေကိုယ့်ရဲ့တငယ်ချင်းတွေဟုတ်လားကိုယ့်ရဲ့ပေါင်းဖော်တွေရောင်ရင်းတွေအခက်ခဲအကျက်တွေဖြစ်ရင်ကိုကကူညီပေးလိုက်တယ်။ကိုဒုက္ခရောက်ရင်ကူညီတူကရမ်းရှာနေလိမ့်မယ်။ဒါကြောင့်စိတ်ပေါင်းကူခွာပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။မိတ်ဆွေအကျိုးမပေးတဲ့ကာလတစ်ခုဖြစ်ပါမိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်အရန်ကန်ကောင်းပါရယ်ခင်ဗျာအဆက်တွေပြည့်နေတဲ့မိသားစုတွေအဆက်တွေမရတဲ့သူတွေပြန်လေရရှိတတ်ပါတယ်အင်္ဂါတားပြီနဲ့ကန်ကောင်းနေတာက မိသားစုရင်းနဲ့ပတ်သက်တာအိမ်ချံဝယ်မဲ့ကိစ္စတွေအိမ်ချံရောင်းမဲ့ကိစ္စတွေအရန်အကျိုးပေးပါရခင်ဗျာကိုမမျှော်လင့်ထားတဲ့ငွေအမောက်နဲ့တော့ရရှိတတ်ပါတယ်အထူးသဖြင့်ထားရမှာကလူငယ်တွေနေနဲ့အခြေအနေနဲ့ပတ်သက်မယ်ဆိုရင်တော်တော်လေးယူဆရမယ့်ကာလတစ်ခုဖြစ်ပါတယ်အခြေကံမကောင်းလို့ဆိုရပါမယ်အခြေအနေနဲ့ပတ်သက်ပြီးတော့ဒီလိုလမျိုးမှာတော့အလုပ်တွေထိခိုက်လာတတ်တယ်တော့စိတ်တွေညစ်ပြီးတော့အညာဘက်အိပ်မပြောင်းလာတွေဖြစ်လာတတ်ပါတယ် ။ဒါကြောင့်အခြေအနေနဲ့ပတ်သက်မဲ့ဆိုရင်အရန်ကြီးမခံစားပါနဲ့လို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ဒီတကြံကြော်လောက်ကြီးဆိုရင်တော့ပြန်လေကောင်းမွန်တော့တက်ပါရင်။ဒီလိုလမျိုးမှာဒီသားရောက်မှာကကိုကိုလူမုံများနေပါတယ်။ကိုကိုမနာလိုတဲ့သူတွေကိုရဲ့အတင်းချင်းပြောတဲ့သူတွေကိုအမြဲတမ်းလိုလိုစိတ်ထိခါလုပ်တဲ့သူတွေများလာတက်ပါတယ်။လူချစ်လူကင်နေနေတဲ့ကာလတခုဖြစ်ပါတယ်။ကိုပေါ်မှာနော်ရန်သူတွေများနေတက်ပါတယ်။ဒါကြောင့်ကြောင့်နေနဲ့အကြံပြုရမယ်ဆိုရင်တော့ စကားပြောဆိုသတိထားပါစကားပြောဆိုမတတ်မှုကြောင့်ပြက်နာပြီးဖြင်းစင်ရတတ်ပါလေအိမ်တော်ရေးနဲ့ပတ်သက်မယ်ဆိုရင်တော့အရင်ရေးမဆိုးပါဘူးကောင်းပါတယ်သတိထားရမှာကကိုယ့်ရဲ့အိမ်တော်ရေးမှာဖြက်လို့ဖြက်စီလောက်တဲ့သူတွေဝင်လာတတ်ပါတယ်ဥပမာကိုယ့်ရဲ့เนาะဆွေမျိုးသားချင်းတွေဟုတ်လားကိုယ့်ရဲ့မိဘတွေသူ့ဘက်ချမ်းမိဘတွေမောင်နှမတွေဆွေမျိုးတွေအတွက်ကြောင့်ပြက်နာများတတ်ပါတယ်ဒါကြောင့်မို့အိမ်တော်ရေးနဲ့ပတ်သက်မယ်ဆိုရင်အထူးကျူးဆိုင်ပါခင်ဗျာ ကိုယ့်ရဲ့ဆွေမျိုးတွေအတွက်ကြောင့်ကိုယ့်ရဲ့အိမ်တော်ကြီးမှာလာပြီးတော့ထိခိုက်တတ်ပါတယ်။ကျမရေနဲ့ပတ်သက်မယ်ဆိုရင်ရေဘူးရပြီးတော့ကျမရေအောင်ကောင်းတယ်။ပြိထားရအောင်မှာကရေနဲ့ပတ်သက်တာကိုယူဆိုင်ပေးပါခင်ဗျာ။ရေနဲ့ပတ်သက်ပြီးရေချိုးလုံးဝမနှောက်ကြစေပါနဲ့။ပြီးတော့ကန်းချီတွေအလေပတ်သွားတာတွေလုံးဝမလုပ်သေးပါဘူး။ရေနဲ့ပတ်သက်လို့အကျိုးမပေးဘူး။ရေနဲ့ပတ်သက်ပြီးတော့ဒုက္ခရောက်တတ်ပါတယ်။ဒါကြောင့်ရေနဲ့ပတ်သက်ရင်အထူးပြုဆိုင်ပါခင်ဗျာ။ရေတောက်ရင်လည်းယူဆိုင်ရမယ်နော်။ဒါလည်းရေနဲ့ပတ်သက်တာဟုတ်ဒီလိုလားမျိုးမှာ နော်တာမီကန်နဲ့ပတ်သက်မယ်ဆိုရင်ကန်ညက်တတ်ပါတယ်တင်ကောင်တာမီနေနဲ့ရုပ်ကြားလေးမွေးထားတာဖြစ်စေမိန်းကလေးမွေးထားဖြစ်စေနှစ်ယောက်လုံးကအကျုံးမပေးဘူးနော်တမီရောတာရောအကျုံးပေးတဲ့ကာလတစ်ခုဖြစ်ပါတယ်ဒါကြောင့်တာမီအတွက်ကြောင့်တင်ကောင်တာမီတွေကစင်ညာတတ်ပါတယ်ဘာသာတရားနဲ့ပတ်သက်မယ်ဆိုရင်အားနေတော့တတ်ပါတယ်ကိုယ့်ရဲ့ဘာသာလိုက်လေဘာသာတရားလေးတွေဖိလုပ်ပေးပါခင်ဗျာဒါမှပဲကိုယ့်ရဲ့အခက်ခဲအကျက်တွေပြည်လည်သွားမှာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်ကြူးဆိုင်ပါခင်ဗျာဒီလိုလမျိုးမှာ ဆောင်ဝဲဖြည့်တဲ့ကိစ္စတွေရှိတယ်ဆိုရင်ကျွန်တော်ပေးမယ့်ရေတရအောင်ဖြည့်အောင်လုပ်ပြီးမှဒါဆောင်ဝဲဖြည့်တာတွေအဲ့လိုအင်တာဗျူးဖြည့်တာတွေလုပ်ပေးပါဖြည့်ဆိုမဲ့ကိစ္စတွေမှာဒီလိုလေးလပိုင်းမှာအခက်ခဲတွေအကျက်တွေဖြစ်ပြီးတော့အဆင်မပြေဖြစ်တတ်ပါတယ်အရန်ကောင်းနေတာကအလုတ်ကန်နဲ့ပတ်သက်တာအလုတ်တိတိုးချဲ့ခြင်းနဲ့တူတွေအလုတ်တိစားပွေနဲ့တူတွေအလုတ်ကန်မရှိတဲ့တူတွေဒီလိုလမျိုးမှာရရှိသွားတတ်ပါတယ်လူကအများကြီးကိုကျွန်တော်ချုံပြီးတော့ဟောနေရတဲ့အကြောင်းမို့အများပြားကအဆင်ပြေမယ် အဆင်မပြေတဲ့သူတွေရှိနေဆိုရင်ဗီဒီယိုအနောက်မှာကျွန်တော်ရေတရာလေးပေးမယ်ဒီရေတရာဖြစ်အောင်လုပ်ပေးပါခင်ဗျာကံနဲ့ပတ်သက်လို့တွေကလောဝလောဝအကျိုးမပေးပါဘူးကံနဲ့ပတ်သက်လို့လုပ်မယ်ဆိုရင်အထူးယူဆိုင်ပါခင်ဗျာကံနဲ့ပတ်သက်ပြီးတော့ကိုစုဆောင်တဲ့ငွေကြေးတွေဘလုံးတော့တက်ပါတယ်ဒါကြောင့်ကံနဲ့ပတ်သက်လို့တွေကအကျိုးမပေးဘူးကိုကကံဆန်းချင်တယ်ဆိုရင်တော့သုံးပါတဲ့နံပါတ်တွေကအကျိုးပေးပါတယ်ကံကောင်းနေတဲ့အရောင်ကအပြာရောင်တွေအနီရောင်တွေကကံကောင်းတယ် အလိုရှိတဲ့နေရာမှာအတုံးချပါအရေးကြီးတဲ့ကိစ္စတွေမှာညံစီလို့အတုံးချပါခုတည်းကံကောင်းနေလို့ပါဒီလိုလမျိုးမှာအလဲပတ်သွားတာတွေခီးသွားတာတွေကကောင်းမပါရဲသွားလို့ရပါတယ်အထူးပြုဆိုင်ရမှာကချောင်းသားတွေကန်းချီတွေရေနဲ့ပတ်သက်တဲ့ခီးစင်တွေတော့လုံးဝလုံးဝမသွားသင့်ပါဘူးခင်ဗျာကဲကြောင့်ရေတရားလေးပြေးမယ်အဒီရေတရားကိုဖြစ်အောင်လုပ်ပေးပါခင်ဗျာဒီရေတရားကိုလှုပ်လိုက်ခြင်းအားဖြင့်အင်္ဂါသရီတွေဒီလေးလပိုင်းမှာကံကောင်းမှုတွေကိုစီကိုကြောက်လာမှဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ပေးမယ့်ရေဒီယိုကို တိတိကျလေးလည်လုပ်ပေးပါခင်ဗျာလောက်ရမယ့်ရေတရာကအရန်လွယ်ကူပါတယ်ခင်ဗျာကိုနှစ်ယောက်တဲ့ခါကြရင်ကြာစံကြော်လေးကိုကျကျနနကြော်ပြီးတော့ကတ်လူပေးပါအကောင်းဆုံးကမဖျားအောင်ရင်ကတ်လူမယ်ပြီးရင်တန်ဃာတော်တွေရှိတယ်ဆိုရင်တန်ဃာတော်တွေကတ်လူမယ်ပြီးတော့ခလေးတွေကိုလည်းဒါကျွေးမွေးနိုင်တယ်ဆိုရင်ကျွေးမွေးပြီးတော့လှူဒန်းပေးလိုက်ပါခင်ဗျာကိုကအားလုံးမတတ်နိုင်ဘူးဆိုရင်ဖျားကိုပဲရေမှန်းပြီးတော့ကြာစံကြော်လေးကိုကတ်လူပေးပါနောက်ကိုကတတ်နိုင်တယ်ဆိုရင်နောက်အများကြီးကြော်မယ်ပြီးွားရင် ဟုတ်လားဖះကိုကက်လူမယ်ပြီးရင်တန်ဃာတော်တွေကိုဆုံးလောက်မယ်တတရားတစ်ချက်ကခလေးတွေကိုပေါ့နော်ကြော်ကြွေးမယ်အလှလှုပ်မယ်ဒီလိုလှုပ်နိုင်ရင်တော့ကောင်းပါတယ်ကိုကမတတ်နိုင်တဲ့လူတယောက်ဆိုရင်တော့ဖះကိုပဲဒါကြေကြေနာလေးကက်လူပြီးပြီးတော့ကိုယ့်ရဲ့အခက်ခဲအကျက်တွေတွေကိုနော်ဆုတောင်းပါခင်ဗျာအဲ့လိုဆုတောင်းတဲ့နေရာမှာကျွန်တော်အမျှပေးဝေးတဲ့အချိန်မှာ32ဘုံကျင်းလဲကြကုန်တော့တရဝါပေါင်းတို့ကိုမြေတာပို့လို့ပါကိုဒီနေ့ပြရတဲ့ကုလိုစုစုကိုတို့တို့အမျှပေးဝေးပါကိုယ့်ရဲ့အခက်ခဲအကျက်တွေကိုလည်းဆုတောင်းလိုက်ပါ နော်ဖခင်ကကိုယ့်ရဲ့စုကိုဖြစ်ပြီးမှမဟုတ်ဘူးကိုလုံးမကိုရမှာပေါ့နော်အဲ့ဒီကိုပေးလိုက်တဲ့အမြတ်ကိုရရှိတဲ့မျိုးဆောင်နဲ့ရွာဆောင်နဲ့စောင်းနှံတွေကကိုကိုကိုကြီးဆောဆောလိုက်မယ်ကိုယ့်ရဲ့အခက်အခဲအကျက်တွေကိုဖြစ်အောင်စုတောင်းလိုက်ပါဆိုကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအခုလိုမျိုးမအားတဲ့ကြားကနေကြောက်ပြီးကိုအစားကနေအစုံလက်ကြည့်ပေးတဲ့အတွက်တယောက်ချင်းစီကိုကျွန်တော်ကျေးတင်ပါတယ်ခင်ဗျာကျုံမိတ်ဆွေတွေနေ့အစားကနေနေ့ဆုံးကောင်းတော့မိတ်ကောင်းတော့တဲ့ကောင်းတော့ငွေချင်းနဲ့ပြည့်စုံကြပါစေခင်ဗျာအခုကြားရောက်နေတဲ့သဘာဝဘေးကနေလည်း အမြန်ဆုံးကင်းလို့ကြပါစေခင်ဗျာဆုတောင်းပေးလိုက်ပါတယ်နောက်နေ့မှပြန်လဲဆုံတွေ့ကြပါမယ်ကိုလိုမျိုးပဲအခက်ခဲအကျက်တွေဖြစ်နေတဲ့တွေမြင်တွေ့ရအောင်အင်္ကာတာရီတွေကိုမြင်တွေ့သွားအောင်ပေါ့နော် share ခြင်းဝေမျှခြင်းပင်ကုလိုယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာကျုံမိတ်ဆွေတွေနောက်နေ့မှပြန်လဲဆုံတွေ့ကြပါမယ်